အားလုံးပဲမင်္ဂလာပါ။ဒီဗီဒီယိုက မြန်မာဘောလုံးအကစားသတင်းအစုံလေးကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်။2025ခုနှစ်ကတော့မြန်မာဘောလုံးလောကအတွက်အမျိုးသမီးပြိုင်ပွဲတွေကအပေါင်းလက္ခဏာဆောင်တဲ့အပြင်းမှုတွေရရှိလာခဲ့ကြပါတယ်။လက်ရွေးစင်အသင်းတွေကစပြီးတော့မြန်မာသမီးလီပြိုင်ပွဲတွေအာရှစင်ကလပ်အသင်းပြိုင်ပွဲတွေမှာပြိုင်ပွဲတွေရဲ့အပြင်းမှုတွေကအရင်နှစ်တွေကထပ်ပိုမှုမြင့်တက်လာခဲ့ပါတယ်။ 2025ခုနှစ်အတွင်းမှာမြန်မာဝူမန်လိပြိုင်ပွဲရဲ့ AODFC နဲ့ရန်ကုန်ယူနိုက်တက်အသင်းတို့ရှင်မှန်ခဲ့ကြတဲ့ပွဲစဉ်ကအမျိုးသမီးလိသမိုင်းတစ်လျှောက်အပြေးမှုအမြင့်ဆုံးပွဲတစ်ပွဲဖြစ်လာခဲ့ပါတယ်အရှိမြန်မာနိုင်ငံသူဝနဘောလုံးကွယ်မှာကျင်းပနေတဲ့ AFC Women Champion လိပြိုင်ပွဲကိုမြန်မာမျိုးသမီးကလပ် ISP Women FC အသင်းကဝင်ရောက်ရှင်းမှန်နေပြီးတော့အဆုအဖွဲ့ပွဲစဉ်ဖြစ်တဲ့ Suwa FC အသင်းနဲ့ပွဲစဉ်မှာပြည်သက်များပြားလာရောက်အားပေးခဲ့ကြပါတယ်။ ုလိုအပ်ပေးမှုတွေကအာရှအမျိုးသမီးဘောလောကအတွက်အားတက်စရာလည်းဖြစ်ခဲ့ပြီးတော့ပြိုင်ပွဲဝင်အသင်းတွေအတွက်လည်းစိတ်ခွန်အားနဲ့ဂုဏ်ယူစရာဖြစ်ခဲ့ရပါတယ်။အဖွဲ့ချုပ်နဲ့အသင်းတွေဘက်ကထောက်ပံ့မှုတွေရှိခဲ့ကြသလိုကစားသမားတွေကိုယ်တိုင်ကလည်းအရင်ကထပ်ဖို့မှချိုးစားခဲ့တာကြောင့်အမျိုးသမီးဘောလုံးပြိုင်ပွဲတွေကိုအရင်နှစ်တည်းကထပ်ဖို့မှစိတ်ဝင်စားလာခဲ့ကြတာပါ။ ဖွဲ့ချုပ်အနေနဲ့ဖိတ်ခေါ်ပြန်ပွဲတွေကိုဆက်လွတ်ပေးတာဂျပန်ခြေစမ်းလေ့ကျင့်ခီးစဉ်တွေကိုစီစဉ်ပေးတာတွေလိုအပ်တဲ့ပံ့ပိုးမှုတွေပြုလုပ်ပေးခဲ့တာပါဝင်မြေသမီလီနဲ့အာရှအာဆီယံပြန်ပွဲတွေအဆက်မပြတ်ဝင်ရောက်ရှိမဲ့ခဲ့ခြင်းကလည်းစားသမားတွေရဲ့စမ်းဆောင်ရည်ကိုပိုမိုကောင်းမွန်လာစေပါတယ်ကမလာထုံးဝင်းနေကြီးထုံးလို့လို့စုချေးထွက်ကစားနိုင်ခဲ့ပြီးတော့ကစားသမားအချုပ်ကိုလည်းပြပါကစိတ်ဝင်စားကလန်းလို့တဲ့ကလပ်အသင်းတွေရှိလာခဲ့ပါတယ် ။အရှိရင်မနေတဲ့အာရှမြန်သမီးချန်ပီယံလီမှာ SB Women FC ရဲ့အသင်းအနေနဲ့ဂျပန်၊တောင်ကိုရီးယား၊မြောက်ကိုရီးယားတို့လိုဘောလုံးအင်အားကြီးနိုင်ငံတွေရဲ့ကလပ်အသင်းတွေနဲ့အတူကြားရောက်နေတာကလည်းကစားသမားတွေရဲ့စမ်းဆောင်ရည်ကိုပိုပြီးမြင့်တင်လိုက်သလိုဖြစ်တာကြောင့် ISV Women FC အသင်းပြသမှာကစီးကိန်းပြိုင်ပွဲဝင်မြန်မာလီစဉ်မြို့သမီးအသင်းအတွက်လည်းအကောင်းဆုံးကြိုတင်ပြသမှုတစ်ရက်လို့ပြောရမှာလို့ဖြစ်နေပါတယ်။ စီးကင်းမြောက်ဝဲကြီးနေကလာတဲ့ချိန်မှာလေးစင်များစုပေါင်းကစားနေတဲ့ ISP Women FC ကစားသမားတွေအတွက်အာရှထိပ်တန်းပြိုင်ဘက်တွေနဲ့ပွဲအတွေ့အကြုံရခဲ့တာကအခြားစီးကင်းပြိုင်ဘက်တွေထက်ပိုကောင်းတဲ့အခွင့်အရေးတစ်ရပ်ဖြစ်ပါတယ်။အာဆီယံက VNN ဖိလစ်ပိုင်နဲ့စင်ကာပူတို့ကကလပ်တွေကဩစတြေးလျကလပ်နဲ့အတူတအုပ်စုတွေကစားရတာဖြစ်လို့မြန်မာထက်ဆိုင်ရင်အကောင်းတဲ့အသင်းတွေနဲ့ရှင်ပန်ရတယ်လို့မဆိုနိုင်ပါဘူး။မြန်မာကစားသမားတွေအနေနဲ့ရရှိတဲ့အခွင့်အရေးကိုတုံးချပြီးတော့ စီးကိမတိုင်မီဒဏ်ရာပြဿနာနဲ့ရင်ဆိုင်တာမျိုးမရှိအောင်သတိပြုကစားရမှာဖြစ်ပါတယ်ပြည်သက်အပြည့်မှုအချိန်ရရှိနေတဲ့ကာလအတွင်းမှာမြို့သမီးလိပြန်ပွဲတွေနဲ့နိုင်ငံတကာ ပြန်ပွဲတွေကိုလည်းပုံမအောင်မြင်အောင်စီစဉ်ရေးဆဲဆောင်ရွက်နေပါတယ်ပြန်ပွဲတွေရှိနေမှာဒါပြည်သက်နဲ့အတင်းကစားသမားအဆက်မပြတ်ထိတွေ့နေမှာဖြစ်ပါတယ်လက်ရှိအားရှာမြို့သမီးချန်ပီယံလိမှာကွင်တွင်ကွင်ပြင်အပြည့်တဲ့ထောင်ထောင်ချီတဲ့ပြည်သက်များစုကမြို့သမီးတွေဖြစ်ပြီးတော့မြန်မာနိုင်ငံကအားရှာမှာမြို့သမီးအတင်းပြည်သက်အများဆုံးရှိတဲ့နိုင်ငံတစ်နိုင်ငံဖြစ်ပါတယ် ပြီးခဲ့တဲ့နှစ်အာရှမြို့သမီးချန်ပီယံလီအုပ်စုအဆင့်ပွဲစဉ်တွေကျင်းပခဲ့တဲ့ပွဲစဉ်တွေမှာအများစုကပြိသက်ရာကနန်းသာရှိပြီးတော့တထောင်ကျော်တဲ့ပွဲစဉ်ကနှစ်ပွဲသာရှိခဲ့ပါတယ်။ရန်ကုန်မှာကျင်းပခဲ့တဲ့ခြေစပွဲအဆင့်မှာတင်ပြိသက်9000နီးပါးရှိပြီးတော့အခုချန်ပီယံလီအုပ်စုအဆင့်အဖွဲ့ပွဲမှာလည်း9924ဦးရှိခဲ့ပါတယ်။အုပ်စုသာတခွင့်ရခဲ့မယ်ဆိုရင်ပွဲတိုင်းကွင်းပြေးဖြစ်နေပါပါ။ ပြန်ပွဲတွေဆိုတာကဆင်ဆက်မပြတ်ရှိနေမှာဖြစ်ပြီးတော့လာမယ့် CK 2026မှာကစားရမယ့်အာရှမြို့သမီးချန်ပီယံလီနဲ့အာဆီယံမြို့သမီးချန်ပီယံရှစ်ပြန်ပွဲတွေနိုင်ငံတကာဖိတ်ခေါ်ပြန်ပွဲတွေမှာလည်းမြန်မာမြို့သမီးအသင်းတွေနဲ့ပြည်သက်တွေကအခုလိုပဲဆက်လက်ထိတွေ့ချစ်ခင်နေကြအောင်မှာဆိုတာသင်တရားရှိစရာမဟုတ်ပါဘူးမြန်မာဘောလုံးအကစားတင်ဆက်မှုတွေကိုချန်နေတဲ့ဆိုရင် Subscribe Like Comment တွေပြုတော့ပေးကြပါအခုလိုနောက်ထပ်ဘောလုံးအကစားတင်ဆက်မှုတွေမှာပြန်လည်ဆုံးဖြတ်ကြပါမယ်အားလုံးကျေးဇူးများတင်ပါတယ်